ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မြန်မာအမျိုးသမီးကလပ်အသင်းဖြစ်တဲ့ ISB အသင်းဟာအခုဆိုရင်အာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲမှာခြေစပွဲအဆင့်ကိုအောင်မြင်စွာကျော်ဖြတ်နိုင်ပြီးတော့မကြခင်မှာဒါအောက်စုအဆင့်ပွဲစဉ်တွေကိုစတင်ရှင်းပိုင်းကစားတော့မှလည်းဖြစ်ပါလေဒီပြိုင်ပွဲကြီးကိုလည်းကျွန်တော်တို့ Skynet ကနေဂုံဝင်ကြွားစွာဖြင့်ပွဲစဉ်တွေအားလုံးကိုလည်းဒါရိုက်လိုက်ထုံးထုံးပြသပေးသွားမှာဖြစ်သလိုဒီပြိုင်ပွဲကြီးနဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးစကားဝိုင်းတစ်ခုကိုစီစဉ်ထားပါတယ်ခင်ဗျ။ဒါကြောင့်ကျွန်တော်အထူးအဲ့ဒေတော်တွေလည်းဖိတ်ကြားထားပါတယ်။အဲ့ဒေတော်များနဲ့မိတ်ဆက်ပေးမှလည်းဖြစ်ပါတယ်ခင်ဗျ။ဆရာဆိုင်မိတ်ဆက်ပေးပါခင်ဗျာ။ကျွန်တော်နာမည်ကတော့ဦးကျော်ဦးဖြစ်ပါတယ်။အာဇာနည်လူငယ်ရေးဝန်ကြီးဌာနအာဇာနည်ကားပညာဦးကြီးဌာနဒုတိယညွှန်ကြားမှုချုပ်ဦးဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာ။ IPFC ဒီမှာတော့ကျွန်တော် CEO ဖြစ်တောင်းယူထားပါတယ်။ကျွန်တော်ကတော့ဇင်မာဝါမှာမြန်မာလေဆင်ကစားသမားဟောင်းတယောက်ပါ။လက်ရှိမှာတော့ရှမ်းယူနိုက်တက်အမျိုးမျိုးဘောလုံးအသင်းမှာတော့ လေးပြချုပ်အနေနဲ့တောင်းယူထားပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါမမိတ်ဆက်ပြီးမင်္ဂလာပါရှင်ကျမနာမည်ကတော့ဒေါက်ဆန်းဆန်းသိမ့်ပါ ISBFC ရဲ့အဲနီးပြချုပ်တောင်းဝင်ယူထားပါရှင်ဟုတ်ကဲ့ပါဒါအခုဆိုရင်လည်းရှေ့မှာကျွန်တော်ပြောခဲ့သလိုပေါ့နော် ISB အတင်းရလဲဒါဒါမျိုးသမီးဒါဘောလုံးအတင်းတစ်ခုကလပ်အတင်းတစ်ခုအနေနဲ့ပေါ့နော်ဒါဒီအာရှချန်ပီယံလိပြိုင်ပွဲမှာပထမအိုးဆုံးဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိပြီးအောင်မြင်ဆုံးအသင်းအဖြစ်တမိုင်းဝင်သွားပြီဆိုတော့ ဒါဘောလုံးဝါသနာရှင်ပိတ်သက်တဲ့နည်းနည်းတို့ကျွန်တော်အနေနဲ့ကလည်း congratulation ပါလို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဝန်သားစကား PD စကားလေးနဲ့စပြီးတော့ပြောချင်ပါတယ်ဆရာဆရာအနေနဲ့ဒီပြိုင်ဝဲကြီးမှာအခုလိုမျိုးဆရာတို့အတင်းဝင်ရောက်ရှင်ပြိုင်ဝင်ရရှိတဲ့ပုံမှာဝန်သား PD စကားလေးစပြောပြီးအောင်ဗျာအဲကျွန်တော်တို့ကတော့လေဟိုဒီတခြားအတင်းကြီးတွေနဲ့မတူတာတော့ဟုတ်ကဲ့ဗျာဟိုကျွန်တော်တို့ Olympic Committee ရပါတော့ဟုတ်ကဲ့ဆရာ UCU ဆောင်ကျွန်တော်တို့ညီနာကဖြစ်ဆောင်ပြီးတော့ဒီလိုမျိုးပေါ့ ကျွန်တော်ဒီသင်ဝင်ရောက်ရှင်းပြနေတာဥစစာတို့ဥက္ကဋ္ဌတို့ကနေ request လုပ်တဲ့အတွက် SPFC သင်ဝင်ရှင်းပြန်ပေးပါလိမာအသင်းတို့အချက်ရှိတယ်ပြောလို့ကျွန်တော်ရည်ရွယ်ချက်ကကျွန်တော်အသင်းအောင်မြင်မှုကိုကြိုးစားဆောင်ရတာရှိတယ်လို့ဟုတ်ကဲ့ဆရာမြန်မာနိုင်ငံရှင်အသင်းအတွက်အခြေခံဖြစ်တဲ့ရည်ရွယ်ပြီးမြန်မာနိုင်ငံရှင်အသင်းကိုထောက်ပံ့ဖြစ်စေမယ်မြန်မာနိုင်ငံရှင်မျိုးဆက်တဲ့အားသမားများပေါ်ထွက်လာအောင်ရည်ရွယ်ချက်တွေအခုလိုဒီစင့်တိရောက်အောင် ဒီဒီဘာပဲပြောသူ့ရင်းပြောလို့ရှိရင်ဒါဝေချေတိတ်တောင်းတင်းတာမဟုတ်ဘဲနဲ့ဟုတ်ကဲ့ဆရာဒီလိုစ조사ဆောင်ရွက်ရင်းနဲ့ဒီစစ်ကြီးကြောင်လုပ်တဲ့အတွက်ကြောင့်ကျွန်တော်ဟိုလက်ညှိုးပေးတဲ့ဒီပြောင်းစုဝင်ကြီးရောနောက်တစ်ခါကျွန်တော်ဒူကြီးတို့ဒီကြီးတို့အပါအဝင်သူတွေဥက္ကရာဥစုစုတို့ကအကူအညီပံ့ပိုးမှုတွေအများကြီးရှိပါတယ်ဒါကြောင့်အားလုံးကိုကျွန်တော်အမြဲတမ်းပြောရှင်းပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဘလုံးကိုချစ်ကြည်ရပြန်လို့ယင်းဒီဟိုနိုင်ငံရင်ကလာတော့ဘလုံးတော်တော်များများလေးရှင်ဒီမှာကစားခဲ့တဲ့နေသားဖြစ်လို့ ဘလုံးချစ်ခင်ဒေသာပြီးတော့တကယ်ကိုအာသာသမားကြီးအခုလိုမျိုးဖြစ်လာတာကိုဝမ်းသာတိုင်းပြည်ဝမ်းသာပြီးကြည့်ဖြတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်အမအနေနဲ့နေပြတရားအနေနဲ့ဟုတ်ကိုကင်တွေတဲ့အတင်းအခုလိုမျိုးရှင်နိုင်ခွင့်ရတော့မှာဆိုဝမ်းသာစကားလေးစာအသေးချင်ပါတယ်ဟုတ်ကဲ့ပါအမအနေနဲ့ကတော့ပထမအနေနဲ့အဲမြမ အဲဒီဘောလုံးတမိုင်းမှာပေါ့နော်ဟိုအရင်ဆုံးခြေစပွဲအောင်တဲ့အဲနီးပြစီရတယောက်အနေနဲ့ပါဝင်ခွင့်ရတာဖြစ်တဲ့အတွက်ဂုံယူအရင်ဆုံးဂုံယူပါတယ်ဆိုတဲ့အကြောင်းကိုအရင်ဆုံးပြောချင်ပါတယ်နောက်တစ်ခုကဒီပွဲမှာပါဝင်ကစားပေးခဲ့ကြတဲ့ကလေးတွေအစားနောက်ပြီးတော့ကုညီထောက်ပံ့ပေးခဲ့ကြတဲ့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်နဲ့အမတို့အားသာဝန်ကြီးဌာနကအာလူကြီးမင်းများအားလုံးနဲ့အတူတူအမထပ်တူဝမ်းမြောက်ဂုံယူမိပါတယ်ဆိုတဲ့အကြောင်းကိုအရင်ဆုံးပြောကြားချင်ပါတယ်ရှင့်ဟုတ်ကဲ့ပါအမဆိုမှဝမ်းအနေနဲ့ပြောပြပါဦးဗျ ဟုတ်ဂုံယူတာပေါ့နော်ဟုတ်ကဲ့ဗျာဒါဆိုကျွန်တော်တို့ဒါ children club မှာဆိုရင်ဒါ ISB တင်းတင်းနဲ့ဒါကုံဆောင်နိုင်ခဲ့တာပေါ့နော်ဟုတ်ကဲ့ဗျာကုံဆောင်နိုင်ပြီဒီအာရှအစ်စ်ထိကျွန်တော်ဟုတ်တယ်သွားသွားနိုင်တဲ့အတွက်ဟုတ်ကဲ့ဗျာကျွန်တော်အနေနဲ့ဒါအာဝမ်းသာတာလည်းဂုံလည်းဂုံယူတယ်ပြီးအမျိုးသမီးဘောလုံးလောကအတွက်လည်းဒါမတန်းတစ်ခုပေါ့ဟုတ်ကဲ့ပါရောင်နေစိုက်ထူနိုင်တယ်ရောင်နေရောင်နေစစပြီးတော့ရောင်နေတန်းလာတယ်ပြီးရင်မတန်းတစ်ခုစိုက်ထူနိုင်တဲ့အတွက်လည်းကျွန်တော်အရန် အဲဝမ်းမြောက်ခွင့်ယူရတယ်ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအရှင်မပြောခဲ့သလိုပဲဒါဒီဟာညီမမျိုးသမီးတင်းနေနေလဲဒါ2025အတွက်မှာကိုဒါအောင်မြင်မှုတွေပေါ့နော်ဇက်တိုက်ပေါ့ဒီကြောင်ဒီတန်းလာယူလို့ပြောလို့ရတယ်နေဘောဖိဘောဘလားပြိုင်ပွဲမှာလဲကျွန်တော်တို့ပိုဆွဲခဲ့တယ်ပြီးတော့ကျွန်တော်တို့အာဆီယံချန်ပီယံရှစ်မှာလည်းနိုင်ငံအသင်းအနေနဲ့ဒုတိယဆုရခဲ့တယ်။ဒါဒုတိယဆုရခဲ့ရဆိုတာလည်းဒါချီချိုလက်ချော်ပြတ်သွားတဲ့အနေဒါဒါအုပ်စုတွေမှာဆိုဒါနိုင်ငံခဲ့တဲ့အသင်းတွေမှာဒါမထွက်ပဲရှုံသွားပဲဒုတိယရလိုက်တာပေါ့နော်။အဲဆိုလို့ကျွန်တော်ကအခုဆိုလဲဒါကအာရှအဆင့်ချန်ပီယံလိပြိုင်ပွဲဆိုတာကျွန်တော်တို့ ဒီဘောလုံးဝါသနာရှင်ပြည်သက်တဲ့တော်တော်များဒီတူရနေပဲချန်ပီယံလိပြိုင်ပွဲတွေကြည်နေရတဲ့အဆင့်အနေကိုမြို့သမီးတင်းရဒါအာရှချန်ပီယံလိမြို့သမီးချန်ပီယံလိနေဝင်ရောက်ရှင်ပြိုင်ကိုရရှိရမှာဆိုတော့ဆရာအနေနဲ့ရောဒီအသင်းပေါ်မှာ ISV အသင်းပေါ်မှာပကျန်းဆက်ပြီးတော့ထူထောင်ခဲ့တယ်ဒီအသင်းရဲ့ဒါယူမန့်ချက်တွေယူရချက်တွေမရှင်ပေရှင်တွေလည်းသိချင်ပါစေဟုတ်ကဲ့ဗျအိုကျွန်တော် SPFC မြို့ဒီနဲ့တော့ဆက်ချောက်ပေါ့ဟုတ်ကဲ့ဆရာအဲစတဲ့ဖွဲ့စည်းပြီးတော့ချက်တဲ့ဖွဲ့စည်းတဲ့ခါမှာလေကျွန်တော်တို့အာဇာ နဲ့လူငယ်ရဲ့ဝန်ကြီးဌာနအကဝန်ကြီးဌာနကဟုတ်ကဲ့ဆရာကျွန်တော်တို့ရှိမှာရှိတဲ့ elevation ဒီပြဆရာအားသာမှုတွေကိုဝန်ထမ်းတွေပေါ့အရာမှုတွေနေနဲ့ရှုရဲအားသာသမားတွေကလည်းပဲအဲဒီသိပ်ပံအဲကျောင်းဟုတ်နေကနေပြီးတော့သိပ်ပံကျောင်းကျောင်းရှိပါတယ်အဲ6ကျောင်းကနေပြီးတော့ဟုတ်ကဲ့ဆရာရွေးချယ်ထားပြီးတော့မှဟောဒီအဲ့ကိုဖွဲ့စည်းတည်ဆောင်တာဖြစ်ပါတယ်ကျွန်တော်တို့ဟိုတို့ချုပ်ပြီးနည်းနည်း highlight လုပ်ပြီးတော့ဒီ2016 2019 စပြိုင်တဲ့အချိန်လေးကဟုတ်ကဲ့ယနေ့ချိန်ကြီးကိုပြောမယ်ဆိုရင်မြမလေးစဉ်အာသာတော်မှာမြောက်များစွာဝိထုတ်ဖယ်တဲ့အသိဆိုရင်မမပါဘူးဟုတ်ကဲ့ဗျာအဲဒက်ရှိလည်းပဲကျွန်တော်ရှိမှာဟိုလေးစဉ်ဟို share လောက်ဟိုပါတယ်အငယ်သင်းရောဟိုအခြားသတ်တမ်းလိုက်လို့တစ်သိန်းလုံးပါဟုတ်ကဲ့ဆရာဒါတည်းကကျွန်တော်ဟိုနဲ့တင်ပြချင်တာပေါ့လေဟုတ်ကဲ့ဆရာပြီးတော့နောက်2024မှာဒီ SB သင်းဟာဒီရှုံးပွဲမရှိ ဟုတ်ကဲ့နံပါတ်1ချန်ပီယံရတဲ့အတွက်ကြောင့်ဟိုဒီချစ်စစ်ပွဲလို့ဟိုချစ်စစ်ပွဲအောင်တဲ့ပြိုင်ပွဲလို့ဒီဒီ FC Women Championship ချစ်စစ်ပွဲနဲ့အောက်စုပွဲတွေဝင်အောင်အရှင်ပြန်ခွင့်ရတာဖြစ်ပါတယ်ဒါဟိုအတိတ်ခုနကျွန်တော်ဆရာပြောသလိုမျိုးပြောမှဆိုကျွန်တော်တို့အသင်းအောင်နိုင်မှုကိုလုပ်တယ်လို့ဒရိုင်းနဲ့အဲမှာမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်မြန်မာလေဝေးစင်အသင်းအောင်မြင်မှုရရှိဖို့ ရည်ရွယ်ပြီးတည်ထောင်တဲ့အသင်းဖြစ်ပါဟုတ်ကဲ့ဗျာကြည့်ပါလေဆရာပြောသွားတဲ့အထင်ပါဗောနော်ဒါကလပ်အသင်းအနေနဲ့အောင်မြင်မှုရရဆိုရင်လည်းရုပ်စင်အသင်းအတွက်ပါအခြေခံအုံမြင့်ကောင်းနေချထားရဲဆိုတော့ဘောဆိုတော့ဒါဟုတ်အမောက်လည်းမေးချင်ပါလေအခုလက်ရှိအသင်းပါလေကလပ်အသင်းအောင်မြင်မှုရဖို့အတွက်ဒါလည်းရွေးချယ်ကစားသမားတွေထပ်မံပြီးတော့ခေါ်ယူအားဖြစ်မယ်လို့လည်းသိရတယ်အဲအကြောင်းလေးလည်းနည်းနည်းရှင်းပြပေးပါဦးဗျဟုတ်ကဲ့ပထမအဆင့်အမားတို့ခြေစပွဲစပြီးအောင်ပြီလို့သိတဲ့အချိန်မှာပေါ့နော် အမတို့ဒီဌာနကဌာနဆိုင်ရာလူကြီးတွေအကုန်လုံးအမတို့အဖွဲ့နဲ့အမတို့ technical အဖွဲ့နဲ့အရင်ဆုံးပေါ့နီးပြချုပ်အပါဝင်အကုန် technical ISP technical အဖွဲ့နဲ့အရင်ဆုံးစပြီးတော့အမတို့ discussion လုပ်ပါတယ်ဒီဘွဲမှာအဲအာကစားကစားသမားဘယ်နေရာအမတို့ခေါ်ယူမလဲဘယ်နေရာတွေခေါ်ယူမလဲပေါ့အဲ့ကနေပထမဆုံးဖြတ်ချက်ကြတဲ့အချိန်မှာအမတို့ပထမဆုံးအနေနဲ့မိထက်လူအပါဝင်ကစားသမား9ယောက်ကိုမြန်မာလေးစင်ကစားသမား9ယောက်ကိုအမတို့ခေါ်ယူအားဖြည့်ခဲ့ပါတယ်အဲဒီနောက်တစ်ဆင့်တက်တဲ့အချိန်မှာအမတို့တစ်ခါပြန်ပြီးတော့လူကြီးတွေနဲ့ပြန်ပြီးတော့အမတို့ ဆွေးနွေးတဲ့အခါမှာအမတို့ကလက်ရှိရင်ဆိုင်ရမယ့်အသင်းတွေဟာကမ္ဘာအဲ level မှာဒီတန်းရောက်နေတဲ့အသီးတွေရောဟုတ်ကဲ့ဒီအာရှတိုင်းမှာဆိုလဲထိပ်သီး၃သိန်းဖြစ်တာဖြစ်တဲ့အတွက်အမတို့ဒီပွဲတွေကိုရင်ဆိုင်တဲ့အချိန်မှာအကုန်လုံးကအားမကုန်မဲနဲ့အဲကိုအားကိုချွေတာပြီးတော့အပြည့်အဝသုံးနိုင်ဖို့အတွက်အဲလူအင်အားကိုပို့ပြီးတော့သုံးပြုမလားဒါမှမဟုတ်လို့ရှင်လူနေနေနဲ့ပဲဒီလိုပွဲတိုင်းမှာပဲဒီတိုင်းကစားမလားလို့ဆုံးဖြတ်တဲ့အခါမှာလူကြီးတွေအကုန်လုံးကအမတို့အကြံပေးတယ်အဲပွဲတိုင်းမှာလည်းပဲအဲ အဲဒီကစားသမားတွေအကုန်လုံးအားအင်မကုန်မဲနဲ့တပွဲမှာတပွဲထွက်နိုင်အောင်လို့အမတို့အဲဒီဘက်ကလူကြီးတွေကအကြံပေးပြီးအမတို့ဆုံးဖြတ်တဲ့အခါမှာအဲဒီနောက်ထပ်ပေါ့လေရွေးစင်ကနေပြီးတော့အဲလူအင်အားများများနဲ့အမတို့ထပ်မံပြီးကိုရောက်အားဖြည့်တဲ့အထိဖြစ်လာတာပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့ကြတော့ကျွန်တော်တို့ဒီဝန်သိငီချွန်းတို့ပါဝင်ဟိုခေါ်ယူနီးဆက်ခဲ့တယ်ဆိုတော့အနေထားကြီးလဲကြားသိရတယ်ပေါ့နော်အဲ့အကြောင်းလေးလည်းနည်းနည်းတော့ရှင်းပြပေးပါဦးဗျာ ဟုတ်ကဲ့ရှင်ပထမအနေနဲ့ကတော့အာအမားတို့ပထမ9ရောက်ခေါ်တဲ့အချိန်မှာမိတက်လူအနေနဲ့ကတော့အကြောင်းပညာရေးဦးစားပေးတာဖြစ်တဲ့အတွက်အခုချိန်မှာပါဝင်မလာနိုင်ဘူးပေါ့နော်အမားတို့အဲ့ဒီအချိန်မှာနောက်ထပ်အမားတို့စန္ဒာဖိုးရရဲ့လိုအပ်ချက်ရအမားတို့နောက်ထပ်ဝင်းတင်ကြီးထုံးကိုသွားပြီးချင်းကတ်တဲ့အချိန်မှာ fever window တွေကအမားတို့နိုင်ငံမှာကစားတဲ့အချိန်နဲ့တို့ရဲ့မလေးရှားနိုင်ငံမှာဖွင့်ထားတဲ့ fever window နဲ့မကိုက်ညီတဲ့အခါမှာနောက်ထပ်ထပ်ပြီးတော့ဝင်းတင်ကြီးထုံးကို အမတို့လက်လွတ်ခဲ့ရတယ်ပေါ့နော်အဲတခါနောက်လိုအပ်ချက်ရအမတို့ထပ်ပြီးတော့တင်ထားတဲ့နိုင်ငံသားနီးပြနိုင်ငံသားပလီယာတွေမှာလည်းအမတို့ထပ်ပြီးတော့အမတို့အကြံပြုချက်နဲ့ထပ်ပြီးကြိုးစားတဲ့အခါမှာဒီလိုပဲရှင်သူများနိုင်ငံတွေမှာ ခြေစပွဲမအောင်တဲ့နိုင်ငံတွေအကုန်လုံးကသူတို့ဝင်းလို့တွေကိုပြောင်းလဲပြီးတော့ဖွင့်လှစ်ထားတာမဟုတ်တဲ့အတွက်အကုန်လုံးကလွဲချော်ပြီးတော့အခုလက်ရှိမှာတော့အဲအမားတို့ကမြမလေးရွေးစဉ်ကလေးတွေအကုန်လုံးကိုအခြေခံပြီးတော့မြမလေးရွေးစဉ်အနေနဲ့မြမပြည်ရင်းကစားသမားတွေပြည်ရင်းကစားသမားတွေအနေနဲ့ပဲအမားတို့ဒီဟာကိုတည်တည်ချာချာဝင်ရောက်ရှင်ပိုင်ဖို့အတွက်ရှိတဲ့အားနဲ့ကြည်ကြည်လေးလေးနဲ့ကျွန်တော်တို့ဒါဒီပွဲစဉ်ကိုတိုးဖြတ်ဖို့အတွက်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အစင်းဖြစ်နေပြီကျွန်မအစင်းဖြစ်နေပါပြီရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဝမ်းသာပါဟုတ်ကဲ့အမားတို့ဇမားမလေးမေးချင်ပါတယ် ASP အသင်းအနေနဲ့ပေါ့နော်အခုဆိုရင်ဒါအာရှ မြို့သမီးချန်ပီယံပြိုင်ချန်ပီယံလေးပြိုင်မှာဝင်ရောချန်ပီယံကိုရရှိမယ်ဆိုတော့ဒါကိုကိုတိုင်းလည်းကစားသမားဘဝကိုဖက်တန်းခဲ့တယ်ရှေ့မှာလည်းစူးစိတ်တွေအများကြီးရရှိခဲ့ပြီဆိုတော့ဒါမြို့သမီးအသင်းအတွက်အာဒါရှေ့မှာခဏပြောခဲ့သလိုနေတန်းအစာအုပ်လေးတွေပို့ပြီးတော့ရောင်ကြီးလေးတန်းလာတယ်အဲ့ပေါ်မှာဒီပြိုင်ဝေးကြီးကနေကျွန်တော်ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရလာမယ်လို့လည်းမြင်မိတယ်ဗျဟုတ်ဟုတ်အကျိုးကျေးဇူးကတော့ပြောမစံအများကြီးရတာပေါ့နော်ဟုတ်ကဲ့ဗျပြောမစံဒီအခုလက်ရှိတာလိုဂျိုပေါ့နော်အဲဂျပန်ဂျပန်ကလပ်တင် မြောက်ကိုရီးယားကလပ်တင်တောင်ကိုရီးယားကလပ်တင်ဆိုရင်ဒါကမ္ဘာအဆင့်အာရှထိပ်တီးဟုတ်ကဲ့ဗျာအသင်းတွေပေါ့နော်ပြောမဆိုရင်ဒါအဆင့်တော်တော်မြင့်တဲ့အသင်းတွေပေါ့ဟုတ်ကဲ့ဗျာအဲ့အသင်းတွေနဲ့ခြေစမ်းခွင့်ရတယ်နောက်တစ်ခါအဲ့ထမောက်ပါတဲ့ကစားသမားအများစုရတယ်ဒါကမ္ဘာအဆင့်ဟုတ်ကဲ့ဗျာကစားသမားတွေအများပါပါဝင်တာပေါ့နော်အဲ့တော့ဒါ ISB အသင်းအနေနဲ့ရောဒါတကယ်လေရင်စကစားသမားတွေအနေနဲ့ဘာလို့ဒီအသင်းမှာအခုလက်ရှိတာ ISB အသင်းမှာဆိုရင်ဒါနိုင်ငံလေရင်စ18ယောက်ထိပါဝင်တာတွေ့ရပါတော့တွေ့ရတဲ့အတွက်ဒါနိုင်ငံလေရင်စကစားသမားအတွက်တော့ဒါပြိုင်ပွဲအတွေ့အကြုံ ပြန်ဝဲတွေ့ကြအကောင်းနဲ့အများကြီးရနိုင်တော့ဗောနော် ISP ISP တင်းတော့လဲဒါဒါမို့ဖြတ်လို့မရတဲ့အကျိုးကျေးဇူးတွေအများကြီးရပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ပါ